မင်္ဂလာပါနိုင်ငံခြားသဘောပင်စင်းနေကြတဲ့သူတွေအတွက်လေခီးဆောင်အိတ်ထဲမှာဘာတွေမထစ်မနေထည့်ရမလဲဘယ်လိုစနစ်တကျပင်စင်မလဲဆိုတာလေးကိုဒီနေ့အတူတူကြည့်လိုက်ကြရအောင်အဟုတ်လေကိုအိမ်ကိုရဲရွာကိုခွေးပြီးနိုင်ငံခြားသွားဖို့ဆုံးဖက်လာတယ်ဆိုတာကတန်ရုံးစင်အစ်တစ်ခုကိုစာတာနဲ့အတူတူပဲလေတကယ်တော့လေဒါကဘဝရဲ့အစားမြင်နာအစ်တစ်ခုကိုဖွင့်လိုက်တာပဲပေါ့ဆိုတော့ဒီခရီးစဉ်တကောအကောင်းဆုံးဖြစ်အောင်ဘယ်လိုပင်စင်ကြမလဲလားကြည့်လိုက်ကြအောင်ကဲဒီနေ့မှာတော့အဓိကအပိုင်း6ပိုင်းခွဲပြီးတို့ပြသွားမယ်နော် ခီးစံတော့အခြေခံလိုအပ်တာတွေစာရွက်စာတမ်းတွေပိတ်ဆံကိစ္စတွေအဝတ်အစားကျန်းမာရေးနဲ့ဤပညာနောက်ဆုံးကတော့စိတ်ခွန်အားဖိစင်မဲ့ရာလေးအကြောင်းပေါ့ဒါတွေသိထားရင် ခီးလန်းတစ်ခုလုံးစိတ်ချလက်ချသွားနိုင်ပြီပေါ့ကဲပထမဆုံးအပိုင်းကိုဆက်လိုက်ကြစို့ဟုတ်ပါတယ်အင်္ဂါတွေထုတ်ခွာရတာစစ်တာလုံးတော့ခက်ခဲနိုင်တာပေါ့ဒါမဲ့လေကြိုတင်ပြင်ဆင်မှုကောင်းကောင်းလုပ်သွားရင်အရာရာဟာအများကြီးပိုလွယ်ကူသွားမှတည်ကြပါတယ် ပင်စင်စရာတဲ့ထဲမှမှာဒါကတော့လုံးဝကိုမေ့ထားလို့မရတဲ့အရေးကြီးဆုံးပိုင်းကိုရောက်လာပါပြီ။ဟုတ်ပါတယ်။ဒါကတော့ကိုနှစ်တပါတဲ့ယူထော်ရမယ်ဇာရွက်စာတမ်းတွေပါပဲ။အရေးကြီးဆုံးတွေကတော့ passport visa လည်းလက်မှတ်ပြီးတော့ကိုယ့်ရဲ့ offer letter ပေါ့အလိုပဲဖြစ်ဖြစ်ကြောင်းပဲဖြစ်ဖြစ် insurance လည်းပါမယ်ဒါတွေအားလုံးကိုတေချာစစ်တော့အကောင်းဆုံးကတော့အချမ်းပေးချင်တာကအားလုံးကို file တော့ခွဲထဲမှာစုပြီးတက်တဲ့ရဲလေးထားလိုက်ပါအဲဒါဆိုရင်အရေးကြောင်းဆိုရှာရလွယ်တာပေါ့ အရေးကြီးဆုံးအညံပေးချက်တကူပြောမယ်ဒါကတော့ဘာလဲဆိုတော့ကိုယ့်ရဲ့စာရောစာတမ်းအားလုံးကိုတက်ဖို့ဖီဖီ scan file ဖီဖီ online မှာ copy တစုံတင်ထားလိုက်ပါ Google Drive ထားဖီဖီကို email ထဲမှာဖီဖီပေါ့တကယ်လို့မပြောက်တော့ဟဲ့ဒါကအတက်ကဲကျိုးပဲဗျကဲနောက်တစ်စိတ်အနေနဲ့ငွေကြီးကိစ္စကိုကြည့်ရအောင်နိုင်ငံရဲ့ချားမှာပိတ်ဆံတဲ့ပတ်သက်ပြီးအစဉ်ကြီးစီဖို့အတွက်လွယ်လွယ်ကူကူမှတ်လို့ရတဲ့အစ်စ်30နီးလေးလေးတခုရှိပါတယ်ပရမစင်ကတော့ဟိုရရချင်းချက်ချင်းတုံးဖို့ဥပမာ taxi ခေါ်တော့ ရေတန်းဘူး follow မျိုးပေါ့အဲ့ဒီတက်သွားမဲ့နိုင်ငံရဲ့ပိတ်ဆံနည်းနည်းလောက်ဆောင်းသွားပါဒုတိယဆင့်ကတော့ပုံမှန်အများများသုံးဖို့အတွက်နိုင်ငံတကာမှာသုံးလို့ရတဲ့ ATM ကတ်တခုလို့လုပ်မယ်နော်နောက်ဆုံးဆင့်ကတော့အရေးပေါ်အတွက်ငွေသားနည်းနည်းကိုပိတ်ဆံအိထဲမှာအကုန်မပုံဒါပဲအဲ့ရတခြားတဲ့နေရာမှာတက်တက်လေးဖတ်ထားလိုက်ပါကဲစာရဲစာရဲနဲ့ပိတ်ဆံကိစ္စတွေဥကီသွားပြီဆိုရင်တော့ဝိစာပဲကိုလက်ချက်အောင်ဒီမှာအဓိကစဉ်းစားရမှာနှစ်ချက်ပဲကိုသွားမဲ့နိုင်ငံရဲ့ယာတီတူရဲ့ပြီးတော့ကိုဘလို့ရေရှင်းနဲ့သွားတာလဲဆိုတာရဲ့ပေါ့ ဥပမာပေါ်ရာအလောကိစနဲ့သွားမယ်ဆိုရင်လဲရှက်အင်ဂျီအဖြူတထဲနဲ့ဘောင်းဘီအနက်တထဲကောက်မပါမဖြစ်ပဲဒါကဘလို formal ပွဲမျိုးမှာမဆို safe fit တယ်အဲအပိုင်းဖြစ်ခီကိုပါသာကိုလျှောက်လေဟိုဆိုရင်တော့တက်တောင်တတာဖြစ်တဲ့အဝေစားရီရဲ့လမ်းလျှောက်လို့အကောင်းဆုံးဖနှက်တင်ရဲ့ဒါလည်းအဓိကပဲအဝယ်စားပြီးတော့တို့ဒီခေတ်ခီးသွားတယ်တဲ့လုံးဝကိုခြံထားလို့မရတဲ့အပိုင်းတစ်ခုကိုပေါင်ပြောမယ်အဲ့ဒါကတော့ကြမ်းမာရည်နဲ့နှီးပြရပါပဲ အဆက်အသွယ်မပြတ်ဖူရောចမ်းចမ်းမာမာရှိနေဘူးရောဘာဒီလိုမလဲမိမညာပိုင်းမှာတော့အထူးတက်လဲပြောစရာမလိုပါဘူးဖုန်းအသွင်ကြိုးပါဝါဘန့်အိုးရေကြီးဆုံးမှာတော့ universal adapter တခုเนาะနိုင်ငံများစုမှာ flat ပေါက်ပုံစံတွေကမတူကြတော့ဒါကမဖြစ်မနေလိုကိုလိုရပါတယ်ဒါတွေပိုင်းတော့ဘတူနဲ့မှာဆက်တွေ့ပြမမပူရတော့ဘူးကျမရဲ့အတွက်ဆိုရင်တော့ကိုပုံမှန်တောက်နေကြစေရှိအဲ့ဒါရင်ထက်ပြီးတော့အကိုက်ခဲပြောက်စေးလေးနည်းနည်းပါပါ plaster တို့ရက်ပြန့်တို့လို့ first aid piece တိတိလေးလေးပေါ့ ဘာလို့လဲဆိုတော့ဟိုရောက်မှစီးဝေရတာကတခါလေးစီအရင်ကြီးတက်လို့ကြိုတင်ပြန်တွားတာကောင်းဆုံးပဲနောက်ဆုံးအနေနဲ့ဖေးဆောင်8ထဲမှာနေရအများကြီးမယူဖေးပေမဲ့စိတ်ပိုင်းဆိုင်ရာအတွက်တော့တကယ်ကိုအထောက်အကူဖြစ်စေတဲ့အရာလေးတွေကြောင့်ပြောပြချင်ပါတယ်ဥမာမိသားစုထက်ပုံလေးတစ်ပုံပေါ့ဒါမှဟုတ်ခေါ်ရယုံကြည်တဲ့အဆောင်လေးတစ်ခုဘာပဲဖြစ်ဖြစ်ကိုကူမြူလိုက်ရင်စိတ်ထဲမှာနှွေးထွေးသွားစေတဲ့အရာလေးတစ်ခုပေါ့ တခါလေအိမ်ခိုလွမ်းလို့အထီးကျန်တယ်လို့ခန်းစားရတဲ့အခါမျိုးမှာလေဒီလိုအရာလေးတွေကကိုယ့်အိမ်နဲ့နီးနီးတယ်လို့ခန်းစားချက်ပြုပေးပြီးတကယ်ကိုအားဖြစ်စေပါတယ်အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ပြင်ဆင်မှုကောင်းအောင်နဲ့ခီးတော်တဲ့သူဟာအခက်အခဲအနေနဲ့ပဲဂျုံရတတ်တယ်ဆိုတာပါပဲဟုတ်ပါနဲ့ခီးလာမှအသေးစမ်းနေနဲ့ဂျုံရမှာဖြစ်ပေမဲ့ချိုတင်ပြင်ဆင်မှုကအကောင်းဆုံးဖော်မှုမှာမယ်ကဲဒီလိုနဲ့ခီးဆောက်အိတ်ထိုင်မှာလွယ်တာတွေအားလုံးပြည့်စုံသွားပြီဆိုပါစို့ဒါပေမဲ့ အရေးကြီးတဲ့မိကွန်းတစ်ခုရှိသေးတယ်။တကယ်တမ်းဟိုကိုရောက်သွားတဲ့အခါမှာရောဘလို့အခြေချပလဲ။ဘလို့အဆင်ပြေအောင်နေထိုင်ပြီးကုဘဝကိုအစပြုပလဲ။စင်မပူပါနဲ့နောက်တစ်ချိန်မှာတော့အနေငယ်ရချာရောက်ပြီးနောက်ဘလို့အခြေချပြီးအဆင်ပြေအောင်နေမလဲဆိုတဲ့အကြောင်းလိုဆက်ပြီးတော့အသေးစိတ်ရှင်းပြပေးသွားမှာပြဲလို့စောင့်မျှော်အားပေးကြပါအောင်လို့ဖိတ်ခေါ်ပါစေ။ဒီနေ့ဒီအကြောင်းအရာလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ ီရချက်တဲ့အပြင်ခီးသွားရခတာလေးတော့မဖြစ်မနေယူသွားတင်တယ်ဆိုတော့ကိုပါရဲ့ကြံကြံကောင်းလေးတွေရှင်လဲ comment မှာအားလုံးထီအောင်မျှဝေပေးခဲ့ပါအောင်နော်